ရှေးခါကလူပြိုလှည့်ကြတဲ့အခါမှာအပြုတ်အိမ်ကိုပဲတွားလှည့်လေရှိကြပါတယ်။မိဘမောင်မားရှင်မှာပဲအပြုတ်လှည့်ကြတာကို အပြုတ်ကကြိုက်ကြိုက်မကြိုက်ကြိုက်အိမ်ရှင်ပိသစွာအက်ခံရပါတယ်။မိဘနဲ့အကိုရိမောင်တွေကလည်းကြီးကြီးပြူပြူလက်ခံကြရပါတယ်။အဲ့လိုလူပြိုလှည့်ကြတဲ့အချိန်ဟာညအချိန်ဖြစ်တတ်ပါတယ်။ဒါကတော့စီဝါရေးဘဝကလူမှုဒလေထုံးစံကိုပြတ်ထန်းတဲ့သဘောပါ။ အဲ့ဒီခေတ်တွေတော့ကတောင်သူလယ်သမားတွေလုတ်တဲ့လူတွေကလူများစုပါတောင်သူလယ်သမားဆိုတာကလည်းတနေ့ကုန်အလုတ်လုတ်ကြရပြီးတော့ညနေစောင်းမှအားလက်ကြတာမျိုးပါအဲ့လိုအားလက်တဲ့အချိန်ညနေပိုင်းမှာညစာစားတော့ပြီးတော့လူမျိုးလှဲ့တာတို့အိမ်လှဲ့တာတို့ကိုလုတ်လို့ရှိပါတယ်တခါတော့ကတော့ယောက်ျားမျိုးတယောက်ဟာအပြုတ်အိမ်ကို လူမျိုးလှဲ့သွားတော့တော်တော်ညစ်တဲ့အထိအိမ်ကိုမပြတ်မဘူးတဲ့ အပြုတ်အင်္ဂါနေမပြန်ဘူးပေါ့နော်အပြုတ်ကလည်းညစ်နေတော့အိတ်ချင်နေပါပြီနားချင်နေပါပြီဒါပေမဲ့အဲ့လေကိုနှိမ့်ထုတ်ရင်လည်းရိုင်းတယ်လို့ဖြစ်မှာဆိုတော့အကြံကခက်နေတယ်ပေါ့လေအဲ့ဒီအချိန်မှာပဲစက်တွန်တန်ကြာလိုက်ရပါတယ်အဲ့ဒါနဲ့အပြုတ်ကအကြံရပါပြီးတော့စောင်းပါရိတ်ချီနဲ့သတိပေးတဲ့အနေနဲ့ဒါကဘာကျက်လဲလို့မေးတယ်အဲ့ဒါကိုလူပြိုကယူချင်အောင်ဆောင်ပြီးတော့ တငယ်ချက်ကလေးပါကွာလို့ပြန်ဖြေပါတဲ့အဲ့ဒီတော့အပြူကထပ်ပြီးတော့ပြောရပြန်ပါတယ်အချင်းသိချင်လို့မေးတာရှင်းဆိုတော့ဩအလိုဆုံးရှိရင်တပိတ္တာတော့ရှိမှာပေါ့ကွာလို့ပြန်ဖြေပါတယ်မပြန်ချင်သေးလို့ယူချင်အောင်ဆောင်ပြီးတော့အချင်းနာရင်နဲ့လေးချင်အချင်းကိုရောပြီးတော့စကားလှည့်ပြီးတော့ကျတော့ဖြေသွားတာပါဒါကတော့ မပြောင်းကျင်သေးလို့ယူကြောင်ဆောင်တဲ့ကာလာသားနဲ့ဧည့်သည်ကိုအနေရခက်တဲ့အင်ရှင်အပြုံမတွေရဲ့ဇာလံပါ你们就一打嘞，那被他亏的起码。 တချင်နာမည်ကကြပြားမဆန်ပါဘူးဆန်တော့ဆန်ပါလေဒါပေမဲ့ဂီတာကဆွဲဆောင်ကအလွန်ကောင်းပါလေဆရာကြီးရဲ့ဟာတာအဝဇန်ကလည်းရွှင်ပါလေကန္တဝဲအမျော်စိုက်တချင်ဖြစ်တဲ့လှိုင်ထိတ်ခေါင်တွေရဲ့စိန်ချူးကြံမြောင်ဘောလယ်နဲ့ခြေစင်းပြုတ်ထားပါလေဒီတချင်ကိုမြမစာရှူတော့ကနေလေ့လာတဲ့အခါမှာရှူတော့နှမျိုးကနေပြီးတော့နှစ်ပိုင်းခွဲလေ့လာပါမယ် အခုပထမပိုင်းဗီဒီယိုမှာယတ္တအပိုင်းကိုဦးစားပေးပြီးတော့လေ့လာပါမယ်။ဒုတိယအပိုင်းမှာတော့ဘောဟာရအပိုင်းကိုဆက်စစ်ပါမယ်။ဒီဒီချင်းကိုတစ်ခါတော့ကတကြောတကြောတေးဟိုတီရုပ်ရှင်ဇာတ်ကမှာဝင်းဦးကအဝင်တွင်ကြဖြစ်အောင်ထည့်သုံးသွားတော့ရှေ့လုံးကထက်လူကြိုက်ပုံများခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်တစ်ချင်းထဲမှာဆိုလို့ရှိရင်တစ်ချင်းတစ်ပုဒ်ထဲကိုတင်တင်များကပင်နေဆိုပြီးတော့ချုပ်ပြုံးကပုတ်ပေးပါတယ်။ဝင်းဦးကနောက်ဆုံးပိုင်းလေးမှာတခွန်းတခွန်း

သုံးချက်စီတန်ကြားရတဲ့အကြောင်းကြက်တွန်တန်ကြားရတဲ့အကြောင်းတွေကိုထည့်သွင်းဆက်ဆိုထားပါလေသုံးချက်စီတီးတဲ့အချိန်ကမနေ့၃နာရီချိန်မှာရှေ့ကဘိုးစီတီးပုံက၃နာရီကြာတစ်ခါတီးပါလေည၉နာရီမှာတစ်ချက်တီးပါလေည၁၂နာရီမှာနှစ်ချက်တီးပါလေမနေ့၃နာရီချိန်မှာ၃ချက်တီးပါလေမနေ့၆နာရီအချိန်မှာတော့၄ချက်တီးပါလေ ဒီတော့သုံးချက်စီတီးတဲ့အချိန်ဆိုတာလင်းအားကြီးအချိန်ပါအဲ့ဒီအချိန်မှာတွန်တဲ့ချက်ကိုလည်းလင်းချက်တွန်တယ်လို့ခေါ်ပါတယ် ါနဲ့ယောက်ျားအိမ်ပြန်ကိုမျောရတာလေဘင်းတောင်ရှင်နေပြီလို့လေဘင်းရှင်နေပြီဆိုတဲ့စကားကတော့ကျွန်တော်တို့ပြောနေရှိတဲ့စကားပါအဲ့ဒါကတမယိုးကြပြောနေတာပါဆရာကြီးကတော့ရိုးရိုးစင်စင်ကြီးပြောရတာကိုအလွန်မုန်းတတ်တဲ့သူပါနည်းနည်းတော့ကွန့်လိုက်ရညွန့်လိုက်ရမှဆိုတဲ့အထက်တာပါအဲ့ရောလွန်းလွန်းကျွန်းကျွန်းချက်ကားပြီးတော့ပြောပါတယ်မှန်ပြတဲ့ကလေဘင်း900ရောတဲ့လေဘင်းကရှင်လုံးတို့ 9000ကျော်လောက်တောင်မှရှိနေပြီလို့ပြောတာပါနောင်များတော့သိပေါ့ပြတော့ ိန်းသားတွေကလည်းဘူးပေါ်သလိုပေါ်နေတယ်လို့ပြောပါတယ်ဘူးပေါ်သလိုပေါ်တယ်ဆိုတာကတော့ကျွန်တော်တို့အားလုံးနားလည်ပြီးသားပါဘူးဆိုတာကဘူးတိချောက်ကိုပြောတာပါဘူးတိချောက်ဆိုတာရေပေါ်မှာအမြဲပေါ်ပါတယ်အဲ့ဒါကြောင့်လိန်းသားတွေပေါ်တာကိုဘူးပေါ်တာနဲ့ခိုင်းနိုင်ပြီးတော့ပြောတာပါသူယောက်ျားကညနေတကောင်အပြင်းမာနေတယ်မတင်ကားလို့မေးပြန်တော့လဲကျိန်ဆိုပြီးတော့ကြတော့ပြောတယ် ညမျိုးကျိဆိုပြီးတော့ပြောတဲ့အထက်မှာမိုးချိုးနဲ့ချီပြီးတော့ကျိဆိုပြတာလဲပါပါတယ်မိုးချိုးပြရစေအစပြေကြတော့ကျိနာပါခက်တော်နေပါပြီအဲ့တော့ဇနီးပြူကပြောပါတယ်တိတ်မကျိမှာနဲ့တော်ကြမိုးချိုးတကယ်မပြည့်တောင်မှ မိုးကြိုးချေခြင်းညမှာဆိုးလို့ပါတဲ့တချို့တော်တော်အသက်ကြီးတဲ့သူတွေတောင်မှအဲ့ဒီမိုးကြိုးချေခြင်းညနိုင်မယ်ဆိုတဲ့အခါကိုနားမလည်တာတွေ့ရပါတယ်မန္တလေးမှာရွှေချေခြင်းတစ်ခေတ်ကောင်းခဲ့ပူပါတယ်အဲ့ဒါလိုရွှေချေခြင်းဖြစ်စားတဲ့အချိန်မှာတချို့မိန်းမလည်တွေကမိုးကြိုးချေခြင်းဝတ်ပြီးတော့ယောက်ျားတွေကိုချူစားတတ်ပါတယ်မိုးကြိုးဆိုတာကတော့အလုံးသိကြမှာပါရွှေနဲ့ကြီးနဲ့ရောထားတာကို မူဂျိုလို့ခေါ်တာပါရွှေအတုလို့ပဲဆိုရတော့လေအဲဒါကြောင့်သူ့ယောက်ျားကိုမူဂျိုကျင်ရင်မူဂျိုချေချင်းဝတ်ထားတဲ့မိမနဲ့ညှိနေပါအောင်မယ်လို့ငော့ပြောတာပါ ်တကောင်းချက်ကြီးပါกว่าအချိန်နဲ့ရင်နှစ်ပိတ်တစ်ခွဲလောက်တော့ရှိမပေါ်ပါလင်းချက်တွင်ချိန်မှာပြန်လာတဲ့ယောက်ျားကိုဒါကဘာချက်လဲလို့ငော့ပြီးတော့မေးတော့စစ်တကောင်းချက်ကြီးပါกว่าလို့ဖြေပါလာတယ်အချိန်ကိုဘယ်ချိန်ရှိမလဲလို့မေးတော့အချိန်နဲ့ နှစ်ပိတ်တစ်ခွဲလောက်ရှိမှာပေါ့လို့ဖြေမဲ့ပုံပေါ်ပါတယ်တဲ့ဆရာကြီးကစစ်တကောင်းချက်ကိုတမင်အဝင်ခွင့်ကြထဲ့သွင်းသွားတာပါဒါဟာသူခေတ်ကိုထင်ဟပ်ပြီးတော့ထဲ့သွင်းဆက်ဆိုသွားတာပါသူတို့ခေတ်ကစစ်တကောင်းချက်မျိုးတွေဗမာပြည်မှာစမွေးရဲ့အချိန်မှာကျက်တကောင်ကိုနှစ်ပိတ်တစ်ခွဲသုံးပိတ်သာအထိရှိလို့အသားစားကျက်အဖြစ်မွေးမြူရေးလောကမှာနာမည်ကြီးဖြစ်စားတဲ့အချိန်မှာအဲ့ဒါကြောင့် ရှစ်တကောင်းချက်ကိုထည့်ပြီးတော့ဆက်စုံသွားရုံကမကတချင်းနာမည်ကိုတောင်မှနှစ်ပိတ်သခွဲလို့ပြီးလိုက်ပါလေခင်ဗျာ။